ခြေလွှမ်းမိုးပြီးတော့နှစ်400ကြာတဲ့အခါမှာဖျားသခင်အာဗြဟံဥရပီယာနဲ့ခါနန်ပြည်ကိုခေါ်တယ်ခါနန်ပြည်ကနေမှဆင်အာဗြဟံအီဂျစ်ကိုရောက်သွားတယ်ပြီးလို့ရှိရင်နောက်ပိုင်းမှာအာဗြဟံသားအိဆက်ကသားယာကုပ်ကနေမှတဆင်အီဂျစ်မှာအစ္စရေလလူမျိုး၁၂မျိုးမွေးဖွားတယ်အဲဒီအခါမှာအစ္စရေလလူမျိုးတွေရဲ့ထူးခြားတာတစ်ခုရှိတယ်ကျွန်တော်တို့ကဘာပေါ်မှာငလင်လောက်တဲ့နေရာအများကြီးရှိတယ်ဆိုပေမဲ့အာဖရိကတိုက်ကငလင်အလုတ်အနည်းဆုံးနေရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အာဖရိကပလိတ်ဆိုတဲ့သူ့ရဲ့ကြောက်ပြားကြီးကတကယ်ကဘာကြီးရဲ့ core ဆိုတဲ့ inner core နဲ့ တီးတက်ပြီးအရင်ကခိုင်မြဲတယ်ဒါကြောင့်မို့အဲ့မှာရှိတဲ့အေဆွေးလိုမျိုးဆက်နေမျိုးကငတိလောက်တာဆိုတော့တိတ်မကြုံဘူးမကြုံဘူးတခါမှမကြုံဘူးလားမကြုံဘူးခဲ့တဲ့အခါမှာမောရှေက ဒီ Israel လိုမျိုးစနစ်မျိုး Egypt ကနေကဲထုတ်ပြီးတောထဲရောက်သွားတဲ့အခါမှာတောထဲမှာပုံကံမှုတစ်ခုဖြစ်တယ်ကောရာဒါတန်အဘိရန်လို့ခေါ်တယ်သူတို့ကမောရှိနဲ့အာရုံနှုတ်တော်လန်တဲ့အခါမှာပုံကံတဲ့အခါမှာဖျားသခင်ကသူတို့ကိုတခါမှမလုပ်ဘူးအစ်စ်တော့ဖန်ဆင်းခြင်းနဲ့မြေကိုကွဲဖွဲ့မယ်သူတို့အရှင်အလက်လက်သင်မင်းရဲ့နိုင်ငံတွေကိုဆင်းရမယ်လို့ဖျားသခင်ပြောတဲ့အတိုင်းပဲအဲ့ဒီအချိန်မှာငလင်ကြီးစွာလှုပ်ပြီးတော့မြေကြီးကအကွဲသွားပြီးသူတို့အကုန်လုံးသူတို့ရဲ့မိသားစုတွေနဲ့မြေကြီးတဲ့ကိုရောက်သွားပြီးတော့ငလင်ကဝမ်းမြိုလိုက်တယ်ဒါဆိုလို့ရှိရင် ဒီအထောက်အထားကိုကြည်ကျင်းအပြင်နဲ့တမားကျန်းစာကအထောက်အထားမှန်ကန်ကြောင်းနဲ့အစ္စရေးလူမျိုးတွေကအရင်တုန်းကဒီအာဖရိကတိုက်မှာနေခဲ့တဲ့အခါမှာငလင်ကိုသူတို့ မတွေ့ဘူးကြောင်းဆိုတာသိရတယ်။နောက်ပြီးတဲ့အခါမှာအစ္စရေးလူမျိုးတွေသူတို့ခါနန်ပြည်ရဲ့ဝင်သွားတယ်ဝင်သွားပြီးတဲ့အခါမှာဒါဝိကရဲ့ဥစားမှုနဲ့ခါနန်ပြည်မှာရှိတဲ့ရန်သူတွေအကုန်လုံးမောင်းထုတ်ပြီးတဲ့အခါမှာတနိုင်ငံနဲ့အဖြစ်အစ္စရေးနိုင်ငံအဖြစ်ယက်တီနိုင်သွားတယ်။အဲဒီအခါမှာဒါဝိကရဲ့တာရှော့လမုန်လက်ထက်ကနေစပြီးတော့ဖျားသခင်ပရောဖက်တွေကအာပြည်ညတ်တော်တွေကိုစာမိုးဖျားသခင်စကားကိုနားထောင်ဖို့ပြောတယ်။ဒါပေမဲ့သူတို့မနားမထောင်အာရန်ကဖျားသခင်စကားကိုနားမထောင်တဲ့အခါမှာမြေကြီးကကျိန်းစာတင်သွားပြီးမြေကြီးတွေလှုပ်ခတ်လာတယ်လို့ပဲအဲဒီရှင်ဘီရင်တွေကလည်းဖျားသခင်စကားကိုနားမထောင်တဲ့အခါမှာအစ္စရေးမှာ အော်စီမင်းကြီးလက်ထက်မှာအရန်ကြီးစွာသောငလင်တစ်ခါမှမလုပ်ဘူးတဲ့ငလင်တော့ကဘာမှာအရန်ကြီးစွာသောငလင်ထုတ်ခဲ့တဲ့ရာဇမလေးဖြစ်ခဲ့တယ်။ပြီးတဲ့အခါမှာရှောလမောကလည်းလက်ထက်ကနေစပြီးတော့ဘယင်းနေရှင်မင်းနေအပား40လောက်ရှိတယ်။တစ်ခါမှဘုရားသခင်ပြည့်ညတ်တော်ကိုစောင့်ပြီးဘုရားသခင်စကားကိုနားထောင်နေဘယင်းဆိုတာရှာမှရှာအရန်အဲ့လိုမျိုးပြီးလို့ရှိရင်ဘုရားသခင်ပြောတာဒီမြေကြီးကအရန်လှုပ်ခတ်တဲ့မြေကြီးကိုလည်းလူတွေပါခုနှစ်ရက်မြောက်နေမှာအနာပေးရမှာမြေကြီးကိုလည်းခုနှစ်နှစ်မှတစ်ချိန်အနာပေးရမယ်လို့ဘုရားသခင်ပြောတယ်။ဒါပေမဲ့သူတို့ကမြေကြီးကိုခုနှစ်နှစ်မှတစ်ချိန်အနာမပေးဘဲနဲ့ခုနှစ်နှစ်မြောက်တဲ့အတိုင်းမှာစီးပွားရေးလှုပ်တဲ့အခါမှာလူတွေလည်းပြင်မဲနေမြေ ြီးကိုလည်းပြင်မဲစေတယ်။အဲဒီအခါမှာဘုရားသခင်ကရှောလမုန်လက်ထက်ကနေမှတစ်ဆင့်မြေကြီးဥပုပ်ဆိုတဲ့ခုနှစ်နှစ်တခါဆောင်ရတဲ့ဥပုပ်ကိုရှင်မင်းအပား20မြောက်ဖြစ်တဲ့ဇေဒကိလက်ထက်တီတို့မဆောင်ခဲ့ကြဘူး။စုစုပေါင်းနှစ်ပေါင်း400နေမှာ90ရှိတယ်။ခုနှစ်နှစ်မှာတစ်နှစ်ဥပုပ်ပေးရမှာမြေကြီးကိုနှစ်ပေါင်း490လို့ဆိုလို့ရှိရင်တော့တို့မြေကြီးဥပုပ်ပေးဖို့ဆိုလို့ရှိရင်နှစ်ပေါင်း80အကျွေးတင်တယ်။ဒါကြောင့်မြေကြီးကလုံးဝမငြိမ်သက်တော့ဘူး။ဒါကြောင့်ဒီမြေကြီးကိုဘုရားသခင်ကဥပုပ်ပြန်ပေးဖို့လိုတဲ့အခါမှာ ဒီအစ္စရေးလူမျိုးတွေကိုဘာဘီလုံလက်ထဲကိုကျုံခံစီပြီးတော့ဘာဘီလုံလက်ထဲကိုသူတို့နားမထောင်တဲ့အဖြစ်အတွက်ကြောင့်ဘာဘီလုံထဲမှာကျုံခံစီပြီးတော့အက်လိုက်တယ်အက်လိုက်တဲ့အခါမှာအစ္စရေးပြည်မှာလူမရှိတော့လူမရှိတဲ့အခါမှာတင်းတို့မြေကြီးရတယ်နှစ်ပေါင်း80လုံးဥပုသ်ဆောင်ရတဲ့အခွင့်ရှိမယ်ဆိုတဲ့အတိုင်းမြေကြီးကိုဖျားသခင်ပြန်ပြီးအနာပေးလိုက်တယ်။ဒါအောင်ကြည်ချင်းအဖြစ်ယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာယေရှုခရစ်တော်ဒီကဘာကြီးကိုနှစ်ပေါင်းတစ်ထောင်လုံးမိလယ်နီကာလမှာအနာပေးမှဖြစ်တယ်။ဘာကြောင့်လဲနှစ်ပေါင်းတစ်ထောင်အနာပေးရလဲဆိုတာပြပြမယ်။တစ်နှစ်အနာပေးရခြင်းက9နှစ် ခုနှစ်နှစ်မြောက်မှာတခါအနာမပေးလို့အဲ့နှစ်ပေါင်း1000အနာပေးရတယ်ဆိုတာကတော့ကျွန်တော်တို့ကဒီကဘာကြီးကိုနှစ်ပေါင်း9000လုံးမှာခုနှစ်နှစ်မြောက်တိုင်းအနာမပေးခဲ့လို့ဒီကဘာမြေကြီးကိုဖျားသိခင်ပြန်ပြီးအနာပေးမှဖြစ်တယ်။ဒါအကြည့်ချင်းအပြင်ဩဘာကြောင့်လဲနှစ်ပေါင်း1000မီလီနီကာလာအပြင်ဖျားသိခင်ဒီကဘာကြီးကိုထားမှလဲဆိုတော့ကျွန်တော်တို့သိရတယ်။ခင်နောက်တစ်ခုကတော့ဒီဘာဘီလုန်ကိုမီတိုပါရှာတိမ်းသွားပြီးကမီတိုပါရှာကျတော့အနေနဲ့အစ်စရဲလိုမျိုးတွေတချင်တာမျိုးရှိတယ်ကမအစ်စရဲတွေကိုသူတို့ရဲ့ ထားနေပြီးတော့ပြန်ခိုင်းလိုက်တယ်နှစ်ပေါင်း80ပြီးတဲ့အခါမှာသူတို့ဘိတ်မန်တော်တွေပြန်တိစားတယ်ဒါပေမဲ့နောက်ပိုင်းမှာ greed လူမျိုးတွေကလာရောက်ပြီးတော့တိုက်ခိုက်ပြီးတော့တိမ့်ပိုက်သွားတယ်နောက်တစ်ခုကယောမလူမျိုးတွေကလည်းလာရောက်တိုက်ခိုက်ပြီးတော့တိမ့်ပိုက်သွားတယ်ယောမခင်မှာကျတော့ယေရှုခရစ်တော်ပေါ်လာတယ်ပေါ်လာတဲ့အခါမှာယေရှုခရစ်တော်ကလက်ထက်ကနေစပြီးကျွန်တော်တို့အခုချိန်ထိဆိုလို့ရှိရင်ခရစ်တော်ကသူပြန်လာမယ်လို့ပြောခဲ့အဲ့တော့ကျွန်တော်တို့ကသူပြန်လာမယ်တော့ဟုတ်ပြီဘလောက်ပြန်လာဖို့နေလဲဆိုတဲ့အကြောင်းအရာကိုသိဖို့ယေရှုခရစ်တော်ပြားရေးချမ်းကိုကျွန်တော်နားလည်မှာဖြစ်မယ်အဲ့တော့ယေရှုခရစ်တော်ဒေကံမရှိမြန်တမရယ်တရင်ကိုနေနေမှာဖျားသခင်စီကိုတက်သွားပြီးသူက36ချက်ကိုဖွင့်တယ်ပထမ36ချက်မှာမြင်းလေးကောင်ထွက်လာမြင်း မြင်းဖြူမြင်းနေမြင်းနဲ့မြင်းမွဲမြင်းဖြူပေါ်မှာကျတော့လူတယောက်ကတရက်ဖို့စောင်းထားပြီးသူ့မှာလေးရှိတယ်။ အဲ့မြင်ပြရပါအောင်ဆိုတော့ယေရှုခရစ်တော်လက်ထပ်ပြီးတာနဲ့ယေရှုခရစ်တော်ရဲ့အသင်းတော်တမန်တော်တွေကနေဆက်ခံတဲ့အသင်းတော်တအားကိုစင်ကြယ်တန်ရှင်းခြင်းရှိတဲ့အရာအောင်ဖြောက်မှန်ကြတယ်။အောင်မြင်လက်အောင်မြင်လက်ရလကောင်အောင်မြင်ခြင်းကလကောင်ထွက်သွားရဆိုတဲ့အတိုင်းပဲလုံးဝသူတို့ကဖျားသခင်နှစ်သက်တဲ့အခြေအနေပြည့်စုံတယ်။အထက်ကျတော့မြင်းအနီဖြစ်တယ်။အဲ့မြင်းအနီပေါ်မှာကျတော့လူတယောက်ကဓာကြီးကိုကင်တာရမြေကြီးဒါမြင်းမျိုးကိုစစ်တိုက်ရတဲ့အခွင့်ရရဆိုတဲ့အတိုင်းပဲဒီယောမမှာနောက်ပိုင်းဘာဖြစ်လာလဲဆိုလို့ရှင်ပြည်တွင်းစစ်တွေဖြစ်လာပြီးတော့ပြီးလို့ရှင်လည်းယုံကြည်သူတွေကလည်းညှိမဲ့နှိမ့်ဆက်ခြင်းနဲ့ခံရပြီးအရန်သွေးမြေခါတဲ့အချိန်ကာလဖြစ်ခဲ့တယ်။နောက်တစ်ခုပြီးတာနဲ့မြင်း အနက်အပေါ်မှာလူတစ်ယောက်ကချိန်ခွင်ကိုကင်ထားပြီးတော့ဒန်ဂါရီတပြားနဲ့ဂျုံစံတစ်ခွက်မူရောစံတစ်ခွက်ကိုရာစီးနေစဖြစ်ရေမပြတ်စေနဲ့လို့ပြောထားတဲ့အတိုင်းပဲယောမမှာငွေကြေးဖောင်းပွားမှုအရင်အကြီးမားကြီးဖြစ်တယ်နောက်ပိုင်းမှာယောမဥရောပနိုင်ငံအဖြစ်ကွဲဝါးပြီးအခါမှာဥရောပမှာငွေကြေးဖောင်းပွားမှုတွေအများကြီးဖြစ်တယ်ပြီးလို့ရှိရင်စာရေးစာရေးတအားငတ်မုံခေါင်းပါတယ်နောက်တစ်ခုမြင်းမွဲအပေါ်မှာရှိတဲ့လူကြော်သူကမြေကြီး လေးပုံတပုံညှင်းစေရတဲ့အခွင့်ရတယ်ဒါပဲမို့တိတ်ချင်းပဲကာလနာပဲနဲ့ညှင်းစေရတဲ့အခွင့်ရတယ်ဆိုတဲ့အတိုင်းပဲဥရောပနိုင်ငံမှာနှစ်တရာစစ်ပွဲတွေဖြစ်တယ်နှစ်30စစ်ပွဲတွေဖြစ်တယ်ခရစ်ယာန်နဲ့မွတ်စလင်နဲ့စစ်ပွဲတွေအများကြီးဖြစ်ပြီးတော့မြောင်များလာကြတဲ့စစ်ပွဲတွေဖြစ်တဲ့အခါမှာသူတို့အဲ့စစ်ပွဲတွေကတခြားနိုင်ငံတွေဖြစ်တာတွေမဟုတ်ဘဲနဲ့ဘာသာဝင်အချင်းချင်းမှာပါမှာကက်သလစ်နဲ့ပရိုတက်စတန့်နဲ့မတူချင်လို့ရှိရင်ပရိုတက်စတန့်အများကြီးလည်းတက်ချက်ချင်းခံခဲ့ရတယ်ဒါကြောင့်မလို့ငါးခုမြောက်တဲ့စိတ်ကိုဖွင့်တဲ့အခါမှာရစ်ပလင်အောင်မှာမြောင်များလာကြတဲ့တန်ရှင်းသူတွေ ရှိတယ်။သူတို့ကဘုရားသခင်ကိုသူတို့အသွေးကိုသွန်းတဲ့သူတွေအဖြစ်အလျာမစင်ပဲအဘယ်များကာလပတ်လည်းနေမလဲဆိုတော့ဘုရားသခင်ကိုတောင်းဆိုတယ်။ဘုရားသခင်လည်းသူတို့ကိုအဝိလုံဖြူပေးလိုက်တယ်။ဒါကကျတော့ဘုရားလိချမ်းဆိုတာကပေါ်ဆောင်ထားဖြစ်တယ်။အဲ့ဒီဂျစ်ပလင်အောက်မှာရှိတဲ့ဝိညာဉ်ဆိုတာတကယ်ဝိညာဉ်နေမဟုတ်ဘူး။သူတို့ရဲ့ all hit တယ်ဆိုတာလည်းတကယ် all hit တာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကာယနာအပိလအတက်တဲ့ကမှသူ့ရဲ့အသွေးက all hit တယ်ဆိုတာအသွေးကလည်းမ all hit တက်ဘူး။ဒါကကျတော့ပုံဆောင်ထားတာပြောဘုရားလိချမ်းတွေမှာပုံဆောင်ထားတာခေါင်းခွနလုံး60ကျောင်းနဂါးရည်တွေရှိဒါကလည်းပုံဆောင်ထားတာ။အဲ့တော့အဲ့ဒီအချိန်တုန်းကအန်ရှင်းသူတွေဆိုတာကဒီယေရှုခရစ်တော်လက်ထက်ကနေစပြီးရောမ Empire အောက်မှာဘာသာရေးမတူညီတဲ့အတွက်ကြောင့်နှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့သူတွေ protest နဲ့ catholic မတူညီတဲ့အခါကျတော့နှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့တန်ရှင်းသူတွေဖြစ်တယ်သူတို့နှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့ခုနှစ်တက်ဂရက်တွေ1940လောက်ရောက်တဲ့အခါမှာနှိမ့်ဆက်ညှဉ်းပန်းခြင်းတွေအရင်ကရက်တန်သွားတယ်ရက်တန်သွားပြီးမရှိစလောက်ဖြစ်သွားတယ်ဒါကြောင့်လို့ဒီတစိက1940လောက်မှာပြီးသွားပြီဆိုလို့ရှိရင်၅ခုမြောက်တစိက1940မှာပြီးသွားပြီဆိုလို့ရှိရင်တော့1940နောက်ပိုင်းနေစပြီးတော့ကျွန်တော်တို့အခုချိန်ကာလတည်းက6ခုမြောက်တစိပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့6ခုမြောက်တစိထဲမှာနေရတယ်၆ခုမြောက်တစိကိုယေရှုခရစ်တော်ဖွင့်လိုက်တဲ့အခါမှာပထမအဦးဆုံးမှာကြီးစွာသောငလင်လှုပ်တယ်အဲ့ဒါကြောင့်1940နောက်ပိုင်း 1955မှာ Great Lisbon Earthquake လို့ခေါ်တဲ့ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Lisbon မြို့ကြီးမှာပြီးစွာသောငလင်းလှုပ်ပြီးအဲ့ငလင်းရဲ့ဘလောက်တိုက်ရမှုရှိလဲဆိုတခြားတိုက်ကြီးအကုန်လုံးပါရိုက်ခတ်သွားလာအောင်ကဘာမှာအကြီးဆုံးငလင်းဖြစ်တယ်ဆိုတော့မှတ်တမ်းတင်ရလာအောင်ကြီးမားခဲ့နောက်တစ်ခုကတော့နောက်တစ်ကြိမ်လာကကျတော့အသွေးကဲ့သို့နေတယ်ဆိုတဲ့အတိုင်းပဲ1955နောက်ပိုင်းမှာဖြစ်တဲ့ဖြစ်ရတခု1980မှာ New England မှာ British Colony 73နေရာမှာပေါ့ဖြစ်ခဲ့တဲ့အရာကတော့ Dark Day လို့ခေါ်တယ်။ကမ္ဘာပေါ်မှာအဲ့ နေက supernatural day လို့တော့ပြောလို့ရတယ်။နေကြတယ်ဆိုလို့ရှင်သိပ္ပံအထောက်ထားနဲ့ပြလို့ရ၊လာကြတယ်ဆိုလို့ရှင်ပြလို့ရ။အဲ့ဒါကနေကြတာလည်းမဟုတ်ဘူး၊လာကြတာလည်းမဟုတ်ဘူး။နေပတ်ကြီးမှာလုံးဝအမှောင်တုဖြစ်သွားတယ်။အဲ့အမှောင်တုအရင်တိတ်သေးတယ်၊ကာဝမအတိတ်သေးဆုံးပဲဒါကတော့ supernatural phenomena ရဲ့မှာပါပဲ။အခုထိသိပ္ပံနေကြတတ်တယ်ပြလို့မရသေးဘူး။နောက်တစ်ခုသိပ္ပံကြတတ်တယ်ပြလို့မရ။ဖြစ်ရတဲ့ခုကတော့နောက်ထပ်ကျမ်းမိုက်တစ်ခုမှရှိတယ်။လေတိုက်တဲ့အခါမှာတင်မောတဖမ်းမိမှရှိတယ်။အသေးရအချိန်မတန်မဲ့ကျွေးသလိုမျိုးကောင်းကင်စားဆောင်လိုက်ကဲဆိုလွင့်သွားပြီးကောင်းကင်မှာရှိတဲ့ကျယ်တွေကကျွေးမယ်လို့ရေးထားတဲ့အတိုင်းပဲ1833မှာလီယောနဲ့မီထီယာရှာပါလို့ခေါ်တဲ့ကောင်းကင်မှာရှိ ရဲ့ကျဲတိမ်းပေါက်များစွာကတနာပြီးတနာအတွင်းမှာပြန်တန်းသွားတာတွေ့ရတယ်။ကဘာမှာရှိတဲ့သူတွေကဟာဒီကဘာကဒါကတော့ကဘာကြီးရဲ့နောက်ဆုံးသောကာလရောက်ပြီးကဘာကြီးကိုပြတ်တယ်လို့ထင်ရလာအောင်မှဒါကဘာမှာအရန်ထူချရဖြစ်ရဖြစ်ခဲ့တယ်။ဒါဆိုလို့ရှိရင်အဲ့ချမ်းပိုက်သုံးပိုက်ပြီးသွားပြီငလင်လည်းလောက်ခဲ့တယ်ငလင်အကြီးလည်းဖြစ်ခဲ့တယ်နောက်တစ်ခုက dark day လည်းဖြစ်ခဲ့တယ် star force ရဲ့ကြေးလည်းကြေးသွားပြီးအချိန်ကနေစပြီအခုအချိန်မှာကျွန်တော်တို့ကနောက်ထပ်ဂျမ်းမိုက်တစ်ခုရလာပြီအဲ့တော့တောင်များတို့ကျိုးများတို့ဒီရွေရှားကြလိမ့်မည်ဆိုတဲ့အတိုင်းပဲအဲ့အချိန်ကနေစပြီအခုချိန်ဒီ တာများရကြုံများသူရွှေရှားကြလိမ့်မည်ရှင်မြေမူးမဲ့ချမ်းချမ်းသာတော်သူကျွဲဝါတော်သူခွန်အားကြီးတော်သူကျွန်လူတို့ရှိသမျှတို့ကဒီသိုးတငယ်နဲ့အဖာခမီးတော်တွေ့တဲ့အခါမှာသိုးတငယ်မျက်နှာအဖာခမီးတော်မျက်နှာမှာကျွန်တော်တို့ကြွယ်ထားကြပါတယ်တောင်များကြောက်များတို့ကျွန်တော်တို့အပေါ်တို့ကြကြပါတယ်အမျက်တော်ထင်ရှားရနေ့ကြီးရောက်ပါပြီအဘယ်သူခံရနိုင်ပါမည်လို့ပြောကြတယ်အဲ့တော့ကျွန်တော်တို့ကခုနဖြစ်ရတဲ့ပြီးသွား1933ပြီးသွားပြီးတော့ယေရှုခရစ်တော်ပြန်လာမဲ့ကျမ်းပိုင်နဲ့အချိန်ကာလကိုတမ်းပြီးရောက်သွားပြီအရန်နီးနေပြီ ။ငရန်နီးနေပြီဆိုဘယ်လိုသိတာဆိုရှင်မတဲမှာ YouTube ခွတ်တော့ကိုဝင်ဆောင်မိခင်ကငွေကန်နီးလေးပို့ပြဝေဒနာခံစားရလေဖြစ်တယ်။ဝေဒနာခံကြောက်ခံစားရဆိုကလေးရလေတရေသားလေကြီးလာပြီးတအိမ်ကိုတွန်းလာပြီးတအိမ်မှာလေဟော်မုန်းတွေထုတ်ပြီးတအိမ်နိုင်ရန်ကြီးကအရင်ကြုံလာတဲ့ခါမှာမိခင်ကတအားကြီးဝေဒနာခံစားရတယ်။အဲ့ဒီတိုင်မဲ့လူမျိုးမျိုးတို့အရင်တော့ဖြစ်ခဲ့ပြီးအစာခေါင်းပါခြင်းပြီးတနိုင်ငံနဲ့တနိုင်ငံရံပတ်ပြူခြင်းနဲ့မြေကြီးမှာဖြစ်လာတဲ့ဘေးတွေဟာယေရှုခရစ်ကြွလာခံနေတဲ့ပို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 ့ဆိတ်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 ပြီးဖြစ်လာမှာဖြစ်တယ်။အဲ့ဘလောက်ဆိတ်ပြီးဖြစ်လာလဲဆိုတဲ့အကြောင်းညာဘလောက်ပြင်းထန်ပြီးတော့အရင်ထပ်ပို့ပြီးတော့ပြင်းလာတဲ့အရာလေးဖြစ်လာလဲဆိုတဲ့အကြောင်းညာကျွန်တော်ကပြပြမယ်။ငလေးမှာဆိုလို့ရှိရင်၁၀ခုရှိရပါတော့ ်မက်ဂနီကျူ1နဲ့မက်ဂနီကျူ10ဒီမက်ဂနီကျူ1အထက်မက်ဂနီကျူ2က10စပြင်းနေမက်ဂနီကျူ1နဲ့မက်ဂနီကျူ3ကကျတော့အစား100ပြင်းနေသူတို့ထုတ်တဲ့စွမ်းအင်ဂျင်နဲ့မတူမက်ဂနီကျူ1နဲ့မက်ဂနီကျူ2ကစွမ်းအင်32စပို့ထုတ်ပြီးမက်ဂနီကျူ1နဲ့မက်ဂနီကျူ3ကစွမ်းအင်1024စပို့ထုတ်တယ်အဲမက်ဂနီကျူ1နဲ့မက်ဂနီကျူ9အထိဆိုလို့ရှိရင်စွမ်းအင်မှာအစားတန်းနဲ့ကြီးပြီးတော့အရင်ကိုကြီးတယ်ဒါဆိုလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့မက်ဂနီကျူ1နဲ့2ကကျတော့ကဘာမြေကြီးအောက်မှာတစ်နှစ်တစ်နှစ်ကိုတန်းနဲ့ကြီးပြီးတော့လှုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်လှုပ်လို့လုပ်မယ်လဲကျွန်တော်မသိရဘူး2နဲ့3ကကျတော့တစ်နှစ်တစ်နှစ်ကို3ကကျတော့တစ်နှစ်ကိုတန်းကွဲလောက်လှုပ်တယ်ဒါမှမဟုတ်လေ လှုပ်တာကျွန်တော်ကတစ်ခါတလေရန်ဖန်ရန်ခါပဲသိရခဲ့တယ်4နဲ့5ကကျတော့တနည်းတနည်းတွေကိုအချိန်မှတသိန်းသုံးသောင်းလောက်လှုပ်တယ်လှုပ်တဲ့ကမှာ4ကကျတော့တစ်ခါလေးရလို့ရှင်ခံစားတယ်ခါလေးကြလို့ရှင်မခံစားအပြည့်အစုံဆုံးရှုံးမှမရှိဘူးနံပါတ်5ကနေစပြီး light earthquake လို့ခေါ်တယ်သူကတော့ပျော့စားပါနာရီလေးလှုပ်တယ်အိမ်မှာရှိတဲ့ပုံလေးတွေလှုပ်တယ်အချို့သောအသေးမွားလေးတွေပါလှုပ်ပြီးတော့ခံစားမှုကိုကျွန်တော်ရရှိရနံပါတ်6 magnitude ကြလို့ကျွန်တော်ကအလေအလတ်ငလျင်လို့ခေါ်တယ်သူလှုပ်လာပြီဆိုရင် weak stretcher လို့ခေါ်တယ်ခိုင်ခိုင်မာမာမတိဆောက်တာအရာတွေဆိုလို့ကျွန်တော်ပြုတ်လဲသွားမယ်နံပါတ်9ကနေစပြီးကျွန်တော် strong earthquake လို့ခေါ်တယ်ဒီကောင်လုံးကျွန်တော်ပြည့်စုံဆုံးရှုံးမှုတွေဖြစ်မယ်အသေးပြောက်တွေအများကြီးရှိမယ်နံပါတ်6ကိုကျွန်တော် major earthquake လို့ခေါ်ရအဓိကငလင်ပေါ့အဲ့ကောင်လှုပ်ပြီးဆိုလို့ရှင်တော့ tsunami တွေပါဖြစ်နိုင်တဲ့ accentation နံပါတ်6ဆိုလို့ရှင်တော့အသေးအပြောက်အများဆုံးငလင်ထဲမှာပါပြီးနံပါတ်10 mega ဆိုလို့ရှင်တော့ entire region နေရာတစ်ခုလုံးပျက်စီးသွားစီလောက်တဲ့အထိအာဏိသင်ရှိတယ်6ဆိုလို့ရှင်တစ်နှစ်ကိုမှအချိန်ပေါင်း1300ခုနှစ်ဆိုလို့ရှင်တော့73ချိန်6ဆိုလို့ရှင်တော့တစ်နှစ်ကို1300ဝန်းကျင်လောက်လှုပ်တယ်ခုနှစ်ဆိုလို့ရှင်တော့130 8ဆိုလို့ရှင်တော့73ချိန်လောက်6ဆိုလို့ရှင်တော့တစ်နှစ်ကိုမှတစ်ချိန်လောက်လှုပ်ပြီးတော့6ထက်ကျန်းလာတဲ့ငလင်တွေဆိုလို့ရှင်တော့9.5 or 9.1 9.2ဆိုလို့ရှင်တော့10နှစ်ကလည်းအနည်း90ကြာလောက်တဲ့ ဲ့အခါကျတော့တခါလှုပ်တာဖြစ်တယ်။အကဘာဘက်မှာအကြီးဆုံးငလင်လှုပ်ခဲ့တဲ့ဖျားစမင်ရ1960ချီလီမှာဖြစ်ခဲ့တဲ့ The greatest earthquake ever existent on Azu Core 9.5 magnitude နဲ့လှုပ်ခဲ့တဲ့ငလင်ဖြစ်တယ်။အဲ့အဲ့ငလင်လှုပ်တဲ့အချိန်ကနေစပြီးတော့နောက်ထပ်ငလင်တွေလှုပ်တာလည်းတဖြည်းဖြည်းစိတ်လာတယ်။ဘယ်လောက်စိတ်လာလဲဆိုတော့အကြောင်းအရာကိုကျွန်တော်တမိုင်းရာဇဝင်လေးနဲ့ကျွန်တော်ပြပြပြမယ်။1960မှာချီလီမှာငလင်လှုပ်လိုက်တဲ့အခါမှာကမ္ဘာအကြီးဆုံးငလင်ကလူ2000တည်တယ်။ဒါကဒါပေမဲ့လူ2000တည်တယ်ဆိုတာကလူဦးရေနည်းတဲ့နေရာမှာဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါပေမဲ့လည်းအိမ်ပေါင်းများစွာဆုံးရှုံးသွားတဲ့လူပါတော့နှစ်တန်းကျော်တယ်။ကမ္ဘာမှာအကြီးဆုံးငလင်ဖြစ်တယ်။ပြီးတော့သူလှုပ်ပြီးတော့တိတ်မ မကြောက်၂၄နှစ်ပဲကြာသေးတယ်9.2အရှိန်ရှိတဲ့ငလင်အလက်စကာမှာလှုပ်ခဲ့တာအဲ့ဒီကမှာလူတရာပဲတင်မယ်အမေရိကန်ဒေါ်လာတန်း350လောက်အပြည့်အစုံဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်နောက်တစ်ခုကကျတော့1980မှာဖြစ်တဲ့ပီရူးမှာလှုပ်ခဲ့တာအဲ့ဒီကမှာကျတော့လူက6သိန်း6တောင်းလောက်တည်သွားတယ်7.9 magnitude နဲ့လှုပ်သွားပြီးတော့1986မှာဘာတီမလန်မှာလှုပ်ခဲ့တဲ့ငလင်ကကျတော့လူပေါင်း2000တောင်းလောက်တည်သွားတယ်1986မှာတရုတ်မှာလှုပ်တဲ့ငလင်ကအသေးပြောက်တအားများတယ်7.5နဲ့ပဲလှုပ်တာဒါပေမဲ့လူပေါင်း2သိန်း5တောင်းကနေ6သိန်း5တောင်းအထိဟိုငလင်လှုပ်ဖူးတဲ့မြတ်တမိုင်းထဲမှာအများဆုံးနေကတစ်ခုလောက်တည် ြောလို့ရတယ်အဲ့ဒါတိတ်မကြအောင်ထောင် 986ဘီလိုနောက်ထပ်နှစ်နှစ်ပဲရှိသေးတယ်မကနီကျူ7မှ8နဲ့အီရန်မှာလှုပ်တဲ့ငလျင်လူပေါင်းတသောင်းခွဲလောက်သေးသွားတယ်တိတ်မကြအောင်နောက်ထပ်6နှစ်ပဲကြာသေးတယ်မက္ဆီကိုမှာ1982မှာငါးမှာငလျင်အကြီးထက်လှုပ်တယ်ပြီးတော့တိတ်မကြအောင်နောက်ထပ်နှစ်နှစ်1988မှာအာမေးနီးယားမှာငလျင်လှုပ်တဲ့ခါကျလူပေါင်း1000နဲ့2000နဲ့တည်သွားတယ်နောက်ဆုံး1999တိတ်မကြအောင်နောက်နှစ်နှစ်ပဲထက်ကြတယ် earthquake ကမကနီကျူ7.7ထက်လှုပ်တဲ့အခါမှာအီရန်မှာလူပေါင်း9000လောက်သေးသွားတယ်အဲ့တော့တစ်ခါငလျင်လှုပ်ပြီးလို့ရှိရင်နောက်တစ်ခါငလျင်လှုပ်ဖို့ကနှစ်တိတ်မကြအောင်နှစ်နှစ်3နဲ့4နဲ့ခါလေးကျရင်9နဲ့ခါလေးကျရင်6နဲ့အဲ့လောက်ချာ ားပြီးတဲ့အခါမှာ7.7 7.2 8.9 9.9နောက်တစ်ခါထပ်လှုပ်နိုင်နေဆိုတဲ့အကြောင်းညာကျွန်တော်တမိုင်းထဲမှာကျွန်တော်တွေ့ရတယ်။နောက်ဆုံးအကြီးဆုံးလှုပ်ခဲ့တဲ့ငလင်တွေကတစ်ခုဆိုလို့ရှင်တော့2004မှာလှုပ်ခဲ့တဲ့ဆူနာမီကိုပါဖြစ်စေခဲ့တဲ့ငလင်မျိုးဖြစ်တယ်။ဒီဇင်ဘာလ22မှာ6ရက်2004မှာ Southeast Asia မှာဖြစ်ခဲ့တဲ့ငလင်ကြောင့်လူပေါင်း၄သိန်း၄သိန်း၃လောင်းကျော်ကျော်လောက်တေသွားတယ်။တနည်းအားဖြင့်၄သိန်း၄သိန်း၄လောင်းလောက်ကိုတေသွားတယ်။ဖြစ်တဲ့နိုင်ငံတွေကကျတော့ Oceania, Sumatra, India, Asia, Japan, Indonesia, Thailand, Sri Lanka အများကြီးအဲ့နိုင်ငံတွေပါသွားတယ်။ပါသွားပြီးတော့အဲ့ဒါက2004မှာဖြစ်သွားဖြစ်သွားပြီးလို့ရှင်ငြိမ်သွားမယ် ်လို့လူတွေကမျှော်လင့်ကြတယ်ထပ်မဖြစ်ပါစေလို့ဆုတောင်းကြအဲ့ဒါဒါပေမဲ့2005လေးရောက်လဲရောက်ကော magnitude 8.7နဲ့ခုနခံလိုက်ရတဲ့ Sumatra ကျွန်းတွေနောက်တစ်ခါထပ်ပြီးတော့ရိုက်ခတ်တယ်အဲ့မှာရှိတဲ့အစအဦးတွေ80ရာခိုင်နှုန်း9ဘုံပုံ4ဘုံလောက်ဒီလုံးဝပျက်စီးသွားတယ်တိတ်မကြဘူးနောက်ထပ်အဲ့နှစ်မှာပဲ2005မှာပဲခုန Southeast Asia မှာရှိတဲ့နိုင်ငံတွေပါကစ္စတန်အိန္ဒိယတို့မနစ်ကပဲခံလိုက်ရတဲ့အရာအဲ့နှစ်မှာပဲ earthquake 7.0 magnitude နဲ့ပဲလူ၈သိန်းကျော်လောက်ထိသွားတဲ့အထိထပ်ပြီးတော့လှုပ်တယ် နောက်ထပ်တစ်နှစ်မှာပဲ Java ကျုံးဆိုရခုနကနေ Sumatra ခံလိုက်ရအဲ့ Java ကျုံးဆို2006မှာပဲ6.3နဲ့နောက်တစ်ခါထပ်လုပ်တဲ့ကံမှာလူပေါင်း9800တည်သွားတယ်။ဒါပေမဲ့မြန်မာပြည်ကတော့အဲ့ချိန်လွတ်နေတယ်လို့ထင်ရတယ်။ဖြစ်ချင်တော့မြန်မာပြည်ကလည်းမလွတ်တော့ဘူး။ဒါကြောင့်ဆိုနောက်နှစ်နှစ် Nagis မုံတိုင်းမြန်မာပြည်ကိုဝင်သွားတဲ့ကံမှာလူပေါင်း3500ကျော်လောက်ကိုတည်သွားပြီးတော့အသေးပြောက်တယ်အများကြီးပဲဖြစ်သွားတယ်။3.1မီလီယံသောသူတွေအင်ဂျီယာမဲ့ပျောက်ပြီး AR တိုင်းမှာအရန်ကိုခံစားလိုက်ရတယ်။ဒါတိတ်မကြအောင်အဲ့နှစ်မှာပဲမြန်မာပြည်မုံတိုင်းဝင်တဲ့နှစ်မှာပဲ magnitude 7.9နဲ့တည်ရောက်မှာလဲ လူပေါင်း8000ကျော်တက်နိုင်တဲ့ငလင်တစ်ခုဖြစ်သွားပြီလူပေါင်းဒီကောင်ကတော့အင်ဂျင်ရာမဲ့ဆုံးရှုံးအများဆုံးနေရာတစ်ခုပါတယ်12တန်းခွဲလောက်ကိုအင်ဂျင်ရာမဲ့ဆုံးရှုံးသွားလုလိုက်တယ်အဲ့နှစ်မှာပဲ2008မှာပဲပါကစ္စတန်မှာဆက်ပြီးတော့ငလင်လုတ်သွားတယ်ပြီးတော့အဲ့ဒါလူပေါင်း300ကျော်ပြေးသွားတယ်ဒါကြောင့်မလို့2008ခုနှစ်ကဘာပြတ်မဲ့နေ့ဆိုပြီးဇလန်းနေပါထွက်လာနောက်တစ်ခု2012ခုနှစ်ကဘာပြတ်မဲ့နေ့ဆိုပြီးဇလန်းနေပါအဲ့ဒီကဆက်လာတယ်တန်းနေလောက်ကြာရဲ့ကမှာဟေတီမှာလူကြီး3သိန်းခွဲလောက်ကိုတတ်တဲ့ magnitude 7 ပဲရှိတဲ့ငလင်တစ်ခု7ဆိုတာကအရင်အရင်ငလင်နဲ့စာလို့ရှင်တိတ်မကြီးပုံရဒါပေမဲ့လူဦးရေများတဲ့နေရာဖြစ်လာပြီဆိုရင်ငလင်ပြီးလုံးဝအသိအပြအများကြီးကိုဖြစ်စင်မှာဖြစ်တယ် American dollar 7တန်းအနေ14တန်းအထိဘီလီယံပေါင်းများစွာကုန်ကြခဲ့တာဖြစ်တယ်နောက်ဆုံးတစ်ခုဂျပန်မှာလုတ်ခဲ့တဲ့ငလင်ဆိုလို့ရှင်တော့နေကျူ9ရှိတယ်လုတ်ခဲ့တာကကျတော့လူပေါင်း18000ကျော်တည်တယ်မကဲဂျပန်မှာရှိတဲ့နျူကလ িয়ার တပောင်းမှု၄ခုကိုထိခိုက်သွားတဲ့အခါမှာအမေရိကန်ဒေါ်လာဘီလီယံပေါင်း235ဘီလီယံကျော်လောက်အပြည့်အစုံဆုံးရှုံးမှုများသွားတယ်။ဒါကြောင့်လည်းဖြစ်လာတဲ့ နော်မပြအဲ့တော့ YouTube ကတော့ပြန်ကြွလာပြီဆိုတော့ငလင်လှုပ်မှုတွေတနေ့နဲ့တနေ့ပုံများလာအခုနှစ်ငလင်လှုပ်ပြီဆိုတော့ကျွန်တော်ကြားသေးခင်ပါပဲဒီနားပတ်ဝန်းကျင်မှာငလင်လှုပ်ဖို့အလားလာတွေပုံပုံပြောရှိလာတယ်ဒါကြောင့် the one နဲ့လိုမျိုးကျွန်တော်အာတတိပေးလိုမျိုးဖြစ်လာတယ် YouTube ကတော့ကြည့်ရချင်းပြန်ကြွလာတဲ့အခါမှာဘာကြီးကိုကတ်နေစေးကြွတဲ့အခါမှာအမျက်တော်ခပ်ပလာခုနှစ်လုံးနဲ့ဘာဘလုံမျိုးလောင်းမယ်လို့ဆိုထားတယ်ဘာဘလုံဆိုတာကဘောင်းခုနှစ်လုံးဂျိုဆယ်ချောင်းမှာရှိတဲ့အမျိုးသမီးတဝက်ထိုင်နေအဲအမျိုးသမီးကိုဘာဘလုံလို့ဆိုတဲ့အတိုင်းပဲဘောင်းခုနှစ်လုံးဆိုတဲ့အတိုင်းပဲ ဒီကဘာကြီးကိုဘုရားကအမြတ်တော်ခေါပလာလောင်းနေဆိုတာလည်းတိုက်ကြီးခုနှစ်တိုက်ပေါ်လောင်းတာဖြစ်တယ်ဒီပမာအမြတ်တော်ခေါပလာခုနှစ်ခုကဘာလို့မြတ်တနေ့အတွင်းမှာပြည့်စုံမယ်ဆိုတော့ဒါခေါပလာခုနှစ်ခုလောင်းတာတနေ့အတွင်းမှာပြည့်မှာဖြစ်တယ်တနေ့နဲ့တနေ့ကသမာကျမ်းစာရဲ့ prophet future အရာဆိုလို့ကျွန်တော်ပြည့်စုံတယ်အမြတ်တော်ခေါပလာလေးခုမှာပထမတစ်ခုကမြေကြီးမြေကြီးမှာရှိတဲ့သူအနေစိမ့်နေကြီးစွာပေါဝဲဘာပိုးသက်စိနေမှာလည်းတက်လို့မရဘူးဒုတိယတစ်ခုကရပင်နေမှာရှိတဲ့ရေတွေသွေးပြီးပဲတတိယတစ်ခုကကျွန်တော်မြစ်မှာမြစ်ထဲမှာသွေးတွေဖြစ်ပြီးတော့စတုတ်တက်ကကျွန်တော်နေအစာပေါင်းများစွာပို့ပြီးတော့၅ခုမြောက်နဲ့၆ခုမြောက်ခေါပလာကျတော့ကဘာကြီးကကြီးစွာတော့အမောင်တို့ကိုခံစားရပြီးတော့ကဘာပေါ်မှာနောက်ဆုံးမှာ အမေကတော်ကြွယ်ကြီးမှသောစစ်ပွဲကြီးဖြစ်ပြီးအဲ့စစ်ပွဲမှာဘာသာရေးစစ်ပွဲလိုမျိုးအထိကဖြစ်ပြီးတော့ခရစ်ယာန်တွေအများကြီးနှိမ့်ပန်းနေကြခြင်းကိုခံရမှလည်းတွေ့တယ်။ပြီးတော့အခါမှာခေါပလာခွန်နာကုမြောက်ကျမယေရှုခရစ်တော်ပြန်ကြွလာပြီးတော့ဘာမှရှိတဲ့စိုးစောင်းနေသူတွေကတော့နှုတ်တော်ကထင်းပြတ်စီးပြီးတော့ကိုယ်ကဘာကလည်းတန်ရှင်းစင်ကြဲဖြောင်းနေတဲ့သူတွေပေါ့အဲ့ခါမှာအတက်ရှင်နေတဲ့သူတွေပေါ့အဲ့ခါမှာတက်တက်ချင်းခံရတဲ့သူတွေအကုန်လုံးကတန်ရှင်းသူတွေမြင်ရှင်မြတ်ထမြောက်စီပြီးတော့ကောင်းကင်ကျေးဇူးတင်ခေါ်ကြပြီးကောင်းကင်မှာနှစ်ပေါင်း1000လောက် ိုးဆန်လာပြည်နှစ်ပေါင်းတစ်ထောင်လုံးစိုးဆန်ပြီးဒီကပ္ပိုင်းမှာလူတွေတွေပဲရှိတော့ပြီဒီကပ္ပိုင်းကိုနှစ်ပေါင်းတစ်ထောင်အနာပေးထားမှာဖြစ်တယ်အဲကျွန်တော်ဆိုဒီကပ္ပိုင်းရဲ့နှစ်ပေါင်း9000လောက်နေကြီးဥပုပ်ကိုမဆောင်ခဲ့ရငလင်းနဲ့အများကြီးလှုပ်ခဲ့တဲ့ဒီကပ္ပိုင်းကတော့မတည်ငြိမ်တဲ့အနေအထားပြည်နေတဲ့အနေအထားဖြစ်အောင်ဆောင်ရွက်တာဖြစ်တယ်နှစ်ပေါင်းတစ်ထောင်ပြီးသွားတဲ့အခါမှာယေရှုခရစ်တော်တန်ရှင်သူတွေကယေရှုခရစ်တော်အပါဝင်တန်ရှင်သူတွေနဲ့ဒီဂျေဆန်မျိုးကြီးနဲ့အတူကပ္ပိုင်းရဲ့အလယ်မှာဖြစ်တဲ့တန်ရှင်တောင်နှစ်ချမ်းခွဲရအဲတန်ရှင်တောင်အလယ်မှာရှိတဲ့အခါမှာကပ္ပိုင်းမှာတရားစီရင်ဖြစ်မှာဖြစ်တယ် တရားစီရင်ရဘယ်လိုဖြစ်လဲဆိုတော့ခုနကဘာဦးကနေစပဲတေးွားရမဖြောက်မဲ့တဲ့သူတွေမတန်ရှင်းတဲ့သူတွေအကုန်လုံးယေရှုခရစ်တော်ကခနာအစ်စ်ရှင်ပြန်ထမြောက်စေပြီးသူတို့ကိုစီးပွားတက်မှုသွင်းခြင်းအပြင်သူတို့ကဒီမျိုးရဲ့ဘေးပတ်ပတ်လေးမှာအသက်ရှင်နေသူတွေအဖြစ်ဝိုင်းပြီးတော့တည်ရှိနေမှာဖြစ်တယ်အဲဒီအခါမှာဒီမျိုးကိုသူတို့ဝိုင်းလာတဲ့အခါမှာစာရန်ပါဝင်ကောင်းကင်ထဲမှာသုံးဖို့အပါဝင်ကျန်တဲ့သူတွေအကုန်လုံးကဒီမျိုးရဲ့ဘေးနားမှာတရားစီရင်ခံရမှာဖြစ်တယ် ဖရားရှင်နဲ့ကာမစာရန်ပါဝင်ကောင်းကင်မှာတော်ဖို့ပါဝင်ဘေးနားမှာရှိတဲ့သူတွေအကုန်လုံးကဖရားသခင်မှန်ပြီးတော့သူတို့မှားတယ်ဆိုတော့သူတို့တည်သွားရဲဝင်ခံသွားရဲဒါမှမဟုတ်သူတို့အဖြစ်ကိုနောင်တာဆက်မရဘူးဖရားသခင်ရဲ့အာလမ်းကိုမရွေးဘဲနဲ့သူတို့ကဒီမျိုးကြီးကိုဖျက်ဆီးဖို့လုပ်တဲ့အခါမှာဖရားသခင်ကမြည်ကြပြီးတော့သူတို့အကုန်လုံးကိုသာရဒေခြင်းနဲ့ပို့လိုက်တယ်ဆိုတာကိုကျွန်တော်ဒီမှာကျမ်းစာရေးရသိရတယ်။အဲဒီဒီနေရာမှာတခုလေးရှိတဲ့အရာအဲ့လိုမျိုးမြည်ကြတော့အခါမှာကဘာကြီးကအရင်တော့ငလင်တွေထက်ကြီးစွာသောငလင်လှုပ်ရှားမှုအကြီးဖြစ်သွားပြီးတော့ကဘာကြီးကိုဖရားသခင်ကအရင်တော့မင်းနဲ့ခြေနဲ့မဆေးဘဲနဲ့အခုတခါမင်းနဲ့ဆေးတယ်ဆိုတော့အတိုင်းဒီကဘာကြီးကိုဆေးကြောလိုက်မှဖြစ်တယ်။ သေးကြောပြီးသွားတဲ့အခါကျတော့ရှင်ဖျားသခင်စီကမိရတကဘာလုံးတစ်ခုလုံးလောင်းသွားတဲ့အခါမှာမြို့ထဲမှာရှိတဲ့တန်ရှင်းသူတွေကြောင့်ရှာထရက်မေရှာအပေဒနီကောလို့ရန်နေနိုင်မှာဖြစ်ပြီးတော့မြို့ပြင်မှာရှိတဲ့သူတွေအခါကျတော့လုံးဝပြည့်စုံဆုံးပြီးတော့သာရတည်ဆုံးသွားမှာဖြစ်တယ်